အားလုံးပဲမင်္ဂလာပါခင်ဗျမိဘပြည်သူပေါင်းစိတ်ချမ်းသာကိုကျမ်းပါပြီလူရဆန္ဒတလုံးတဝကြီးနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့အပစင်တင်ဆက်နေကြဖြစ်တဲ့ပြည်သူစီဗီကပန်ကြားလာအစီအစဉ်လေးပြန်လည်လို့စတင်လိုက်ပါတယ်ခင်ဗျကျွန်တော်ဒီစီဇန်လေးမှာဆိုရင်ပြည့်အကျံဘတ်စစ်ကောင်းဆောင်အဲအာနာဒိတ်စစ်ကောင်းဆောင်စစ်တပ်နဲ့တကွာပေါ့နော်သူရဲ့နောက်လိုက်နောက်ပါဖြစ်တဲ့ရဲတို့ပြူစောတီတို့ယာယီမှုတို့ပြူသူပြည်သူစစ်တို့အဲ အဲ့ဒီပြည်သူစစ်တရားဒီပြည်သူတွေဘလို့ညှဉ်းပန်းနှိပ်စက်လဲဘလို့အာနာပါဝါတွေပြပြီးတော့အတင်းအာရမပြည်သူတွေပေါ်ကိုရက်ဆက်တာတွေရုံမာတာတွေပေါ့နော်တပ်ဖြတ်တာတွေညှဉ်းပန်းတာတွေအတင်းအာရမငွေကြီးကောက်ခံတဲ့အားတွေကိုပြည်သူတွေကခံစားချက်နဲ့ကျွန်တော်တို့တိုင်ကြားလာတဲ့စာလေးတွေကိုကျွန်တော်တို့ကပြည်သူကိုပြန်လဲချပြရေးရခြင်းဖြစ်ပါတယ်ကျွန်တော်ပြည်သူကနေရောပြည်သူခံစားချက်တွေကိုပြန်လဲချပြမယ်ပြည်သူစပီကာအစီအစဉ်လေးပါခင်ဗျအဲ့ဒီစီစဉ်လေးမှာပါဝင်မယ်ဆိုရင်တော့ကျွန်တော်တို့စိန်တီး ဈေးရောင်းဆုံး channel စိန်သီ YouTube channel နဲ့เนาะကျွန်တော်အဲ့ဒီ channel တွေမှာကျွန်တော်တို့ comment တွေမှာလည်းပေးနိုင်ပါတယ်ခင်ဗျနောက်ပြီးတော့စိန်သီ Facebook page စိန်သီ Facebook Messenger မှာလည်းတိုက်ကြနိုင်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်ရဲ့စိန်မန်း Facebook Messenger မှာလည်းတိုက်ကြနိုင်ပါတယ်ခင်ဗျ။အဲ့တိုက်ကြလာခဲ့တဲ့မိဘပြည်သူတွေရဲ့တင်းစကားလေးကိုပြည်သူတွေကိုပြန်လဲချပြရမှာပါခင်ဗျ။နောက်ပြီးတော့ကျွန်တော်တို့ YouTube တွေနဲ့ Facebook တွေရဲ့ comment တွေမှာလည်းတိုက်ကြနိုင်ပါတယ်ခင်ဗျ။ အဲ့ဒီဒီဘက်ကျွန်တော်တို့တိုင်ကြားထားတဲ့အစီအစဉ်လေးတွေလည်းရှိပါတယ်ကျွန်တော်တို့ရဲ့သတင်းကောက်နှုတ်ချက်လေးတွေလည်းရှိပါတယ်အမြဒီသတင်းလေးကိုတင်ဆက်ပြရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြင်းညံခရိုင်တောင်သာမြို့နယ်ရေငါးကြီးရွာပေါ့နော်အဲ့ဒီကအုတ်ချုပ်ရေမူအောင်မင်းအောင်မင်းကြီးအောင်မင်းကြီးနဲ့သူ့ရဲ့နောက်လိုက်မြင်းငွေအဲနောက်ပြီးတော့စစ်တပ်တောက်တိုင်မောင်တန်းတို့ကတဲ့ရွာထဲမှာပေါ့နော်စစ်တပ်ကိုစစ်တပ်နဲ့ပေါင်းပြီးတော့စစ်တပ်ကိုသတင်းပေးလုပ်နေပါတယ်တဲ့ပြီးတော့ငွေညှစ်မှုတွေလည်းအများများပြားနေပါတယ်တဲ့ အဲ့ဒါကြောင့်မလို့ကျွန်တော်တိုင်ကြလာပါတယ်ခင်ဗျာနောက်ပြီးတော့စစ်ပေးရှောင်ပြည်သူတွေလည်းသူတို့စကားနားမထောင်လို့ရှိရင်တဲ့စစ်တပ်ကိုခေါ်ပြီးဖမ်းဆီးခိုင်းမယ်လို့လည်းသူတို့ကချိန်ချောင်းနေပါတယ်ခင်ဗျာအစစ်ပေးရှောင်ပြည်သူတွေကငကိုတွေကမှဒီဒုက္ခရောက်လို့အစစ်ပေးကိုရှောင်နေရပါတယ်ဆိုတော့မှသူတို့ကစစ်တပ်နဲ့ပြန်လဲပြီးတော့ချိန်ချောင်းနေတာကြီးလုံနေပါတယ်အဲဒီအပြစ်မရှိတဲ့ပြည်သူတွေအဲဒီစီးပွားရေးတွေပါတယ်အချင်းတွေမကောင်းလို့နေစရာစားစရာမရှိလို့စစ်ပေးရှောင်ရတဲ့ပြည်သူတွေ ဲ့ဒီပြည်သူတွေသူတို့ကအာနာပါဝါတွေပြပြီးတော့ဒီချိန်ချောင်းမှုတွေလုပ်နေပါတယ်ခင်ဗျအဲ့ဒေါ်လာရေးတက်ဖွဲ့တွေကလည်းဒီလူတွေကိုကျွန်တော်တို့ဒီစောက်ကြီးတင်တယ်လို့ကျွန်တော်တို့ကအကြံပေးခြင်းပါတယ်ခင်ဗျဒီလူတွေရဲ့ဒီလုပ်ရက်တွေပြည်သူတွေပေါ်ညှိမှနှိပ်စက်မှုတွေဒေါ်လာရေးတက်ဖွဲ့တွေကစောက်ကြည့်ပြီးတော့ပေးတင်တယ်လို့ကျွန်တော်တို့ကမြင်ပါတယ်ခင်ဗျနောက်တစ်တယောက်ကျွန်တော်တို့တိုင်ကြလာတဲ့သတင်းလေးကတော့သတင်းလေးတစ်ခုပေးခြင်းလို့ပါရှင်းနေမိန်းကလေးတော့ထင်တယ်ဗျမန္တလေးတိုင်းဝင်းတွင်းမြို့နယ်ရေလေကြီးရွာကစကားစဆက်ကြီးတောင်းနေပါတယ်တဲ့ တအိမ်ကို2000တောင်းနေပါတယ်ရှင်တဲ့အဲ့ဒါကိုလည်းပြည်သူစပီကာကတဆင့်အအတိပေးခြင်းပါတယ်ခင်ဗျားတဲ့ဒါကတော့တိုင်ကြားရတာလေးပါခင်ဗျာဟုတ်ကဲ့ဒါကတော့ဒါပြည်သူစပီကာကိုတိုင်ကြားရဆိုရင်ကျွန်တော်တို့ကဒီပြည်သူတွေကိုပြန်လဲချပြရတယ်တည်င်းလေးပဲဖြစ်မှာပါဘာဖြစ်လို့လဲဆိုတော့ဒီစစ်တပ်ကဒီလိုကောက်ခံနေတာနေရာတိုင်းမှာပါပဲဒီစက်ကြီးကောက်တာတွေပါတွေရဆိုတာဒါစစ်တပ်ရဲ့ဒီရုပ်မှမူးတွေပေါ့နော်အတင်းပြည်သူတွေကဒီလိုလို စီးပွားရေးအခြေအနေမကောင်းလို့လှုပ်ရှားခိုက်စားရကြက်တဲနေတဲ့အချိန်မှာအကြံဘက်စစ်တပ်ကဒီလိုမျိုးပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တာတွေကဒါတွေကတော့မဆန်းပါဘူးခင်ဗျ။အဲကျွန်တော်တို့ကတော့ပြည်သူတွေတည်အောင်ပြန်လဲချပြပါတယ်ခင်ဗျ။နောက်တစ်ခုကတော့ကျွန်တော်မန်လေးမန်လေးမှာရှိရကျွန်တော်စာတင်ကျောင်းအဲဘောလုံးကွင်းနဲ့ဘုံကြီးကျောင်းဓမ္မယုံမှာခိုးလုံနေတဲ့ငလင်ဘေးတဲ့နဲ့ဒုက္ခတွေများအနေနဲ့တဲ့ယခုလပေါ့နော်။ယခုလမေလကုံအပြီဖယ်ရှားပြီးရစစ်ကောင်စီကအမိတ်ထုတ်ပြန်လာတယ်။ကဲအဲ့ဒါပဲကြည့်တော့အဲ့ဒါပဲကြည့်တော့ ကျွန်တော်ပြည်သူတွေငလင်ဘေးတင့်နေလို့နေရပြီအိမ်နေပြိုနေတဲ့အချိန်မှာဒီအိမ်တွေကလည်းပြန်လဲပြင်ဆောက်ရပြုပြင်ပြီးတော့ပြန်ဆောက်ရသေးတာလည်းမဟုတ်ဘူးနောက်ပြီးတော့အဲ့ဒီရက်ွက်တွေထဲမှာလည်းဒီနေရတွေကလည်းအဆင်ပြေတဲ့နေရာမဟုတ်မရှိဘူးအဲ့တော့ကျွန်တော်စာတင်ညောင်းတို့ဓမ္မယုံတို့ဘုန်းကြီးကျောင်းတို့မှာသွားပြီးတော့တဲခုနေရတယ်အဲ့ဒီပြည်သူတွေကိုဒီလာအပုံအပီးဖဲ့ခိုင်းနေဆိုတော့ဒါသူတို့ဘက်ကဘာမှတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ပြင်ပြည်သူတွေကို ပြည်သူတို့တာဝန်ယူပြီးတော့အိမ်ပြန်ဆောက်ပေးတာပြန်လည်နေရခြားထားပေးတာကဲဆဲတာတွေလုံးဝမရှိဘူးနောက်ပြီးတော့ပြိုကျခဲ့တဲ့အဆောက်အုံတွေကိုရှင်းလင်းတာအဲ့လိုမျိုးတွေလုံးဝမလုပ်ဘဲနဲ့ဒီပြည်သူတွေကငလင်ဘေးရှောင်နေရတာဒုက္ခနဲ့ငလင်ဘေးရှောင်နေရတဲ့ပြည်သူကိုအတင်းအာဓမ္မတာဖယ်ခိုင်းနေဆိုတာဒါတော့မတရားတဲ့စစ်တပ်ရဲ့တာလုံရက်တစ်ခုပါပဲတော့နောက်တစ်ခုကတော့ကျွန်တော်တို့ပဲခူးတိုင်းလေဗရန်မြို့နယ်မှာစစ်မှုထမ်းကြီးအတင်းအာဓမ္မကောက်ခံနေတဲ့တိုက်ဝါကြောင့်အုပ်စုအဲကြေးရွာပေါ်မှာယာအိမ်မှု ုံတန်းနဲ့ပုံတန်းကလောင်ကစားဝိုင်းมาတယ်မဲ့တော်လိုင်းရေးတက်ဖွဲ့တွေကတွားရောက်ပြစ်ခတ်ပြီးတော့ရှင်းလင်းလိုက်တာအဲနေရာမှာတွင်ပွဲချင်းပြီးတေဆုံးသွားတယ်တဲ့ဒါကတော့တစစ်တပ်တောက်တိုင်ရဲ့အပြည်သူတွေပေါ်မတရားညှဉ်းပန်းမှုရဲ့ဒါလုတ်လုတ်ရက်တစ်ခုအဲ့ဒီလုတ်ရက်လုတ်တဲ့သူတွေရဲ့ဒါတွားရလမ်းလို့ပဲကျွန်တော်ပြောခြင်းပါတယ်ခင်ဗျဒါပြည်သူတွေပေါ်အများအားကိုချင်းမစားပဲနဲ့ကိုရဲ့မိသားစုလို့သဘောမထားကိုညီကိုမောင်နှမလို့သဘောမထားကိုသူရင်သားရင်လို့သဘောမထားပဲနဲ့ဒီအာနာလေးတပည့်၆ပြားနဲ့ ပြည်ပြည်သူတွေပေါ့ညင်မနှိမ့်ဆက်နေတော့သူတို့ရဲ့သွားရလမ်းကတော့ဒါဒီလမ်းပါပဲခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ရန်ကုန်တိုင်းတန်လွင်မြို့နယ်ပေါ့နော်အဲ့ဒီတန်လွင်သရားအစင်းမှာဒီလက်မှတ်ခိတ်တိုင်လက်မှတ်မှတ်တိုင်ပေါ့နော်လက်မှတ်မှတ်တိုင်အနီးမှာတဲ့စက်ကြီးကောက်နေတဲ့အဲရဲတွေစစ်သားတွေပြူစောတိတွေကိုတော်လိုင်းတက်ဖွဲ့တွေကအဝေးဒိမ်းမိုင်းနဲ့တိုက်ခိုက်တာအဲ့မှာလည်းထိခိုက်သေးဆုံးမှုရှိတယ်လို့သတင်းရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့သတင်းတွေကောက်နှုတ်ချက်လေးတွေပါ ဒါကတော့ပြည်သူတွေလမ်းသွားလမ်းလာပြည်သူတွေဟိုခီးသွားတွေကိုသူတို့ကအတင်းအဓမ္မအဲ့လိုမျိုးတွေစက်ကြီးတွေကောက်နေတာပေါ့နော်စက်ကြီးတွေကောက်ပြီးတော့ဒီပါတစီကိုဘလောက်ဘလောက်ဘလောက်တော့မပေးရင်မသွားရဘူးဆိုတော့ဒါကျွန်တော်တို့ဒီตายาเอี้ยงหมู่เนาะต้ายมีตายาเอี้ยงหมู่ตรุก็ไปสะติ๋นพี่รอไอ้ลูกมือสัตว์จี้ดิกောက်พี่รอไม่ลงจုံออกลงนี่ล่ะปิสุริยะเบยตั้วๆไม่ลงจုံเนาะอูนอกพี่รอเมียนั้นปะสั่นไปเนี่ยแหละเอ๊ะๆไอ้อะไรမျိုးดิบ่ไอ้อะไรမျိုးดิโตไลต์ตะพั่วดิอ่ะนี่พี่รอ ဒါပြစ်ခတ်တိုက်ခိုက်ရှင်းလင်းတာလို့သိရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ပကိုးတိုင်းအုပ်ဖို့မြို့နယ်မြောက်ချောကုန်းရွာမှာစစ်မှုထမ်းကြီးမပေးနိုင်တော့သူများကိုတဲ့ပြည်သူစစ်ပြည်သူများကိုပေါ့နော်အဲစစ်တပ်ကနေပြီးတော့လိုက်လံဖမ်းဆီးမယ်လို့စစ်တပ်ခေါ်ပြီးတော့လိုက်လံဖမ်းဆီးမယ်လို့ချိန်ချောင်းနေတဲ့ကြေးရွာအုပ်ချုပ်ရေးမှုတန်းလွင်ဒါကတော့စစ်တပ်အာကိုနဲ့ပေါ့နော်အဲတန်းလွင်ကစစ်တပ်အာကိုနဲ့ပြည်သူတွေကိုညှိမှနှိပ်စက်တယ်ပြီးတော့လိုက်ပြီးတော့ချိန်ချောက်တယ်ရသမြန်ငွေညှစ်တယ် ညှိပြီးတော့ဒီမပေးနိုင်ဘူးဆိုလို့ရှိရင်တော့စစ်တပ်ဖမ်းခေါ်ပြီးဖမ်းခိုင်းမယ်မင်းတို့ဘလောက်ဘလောက်ပေးဘလောက်ဘလောက်ပေးမှရမယ်ဆိုတော့အဲ့လိုမျိုးလိုက်ငွေညှစ်နေတဲ့တန်းလွင်အဲ့ဒီတန်းလွင်ကတော့ဒါတော်လိုက်တက်ဖွဲ့တွေကတော့တွားရောက်ပြီးတော့ပြက်ခတ်ရှင်းလင်းလိုက်တာနေရာမှာရင်တည်ဆုံသွားတယ်လို့သိရပါတယ်ခင်ဗျာဒါတော့ဒီလိုပဲလေတွားရမှာပဲဒီအကြမ်းဖက်စစ်တပ်ရဲ့တောက်တိုင်တွေဖြစ်တဲ့ပေါ့နော်အုတ်ကြီးတွေအုတ်ချုပ်ရည်မှုတွေယာယီမှုတွေဒါပြည်သူတွေပေါ်ဘလို့ညှိမှနှိပ်ဆက်လဲအခုပဲကြည့်ပါလားစစ်တပ်ခေါ်ပြီးတော့ဖမ်းခိုင်းမယ်ဆိုတော့ဒါသူတို့လောက်ရက်ကကြည့်ပေါ့ အခုတို့လောက်ရတဲ့အတိုင်းပဲတို့သွားရလမ်းတော့တေလမ်းပဲဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကတော့ဒီပကိုးတိုင်းပေါ့နော်ပကိုးတိုင်းပြီးခရိုင်တဲကုန်းမြို့နယ်မှာစစ်မှုထမ်းတပ်သားတစ်စုဆောင်နေသူအုပ်ချုပ်ရေးမှုကြော်ဝင်းထော့သူလဲသွားပါပြီသွားမြေတိုင်းပဲပေါ့နော်အဲကြော်ဝင်းထော့ဆိုသူတော်လိုင်းတက်ဖွဲ့တွေကသွားရောက်ပစ်ခတ်တာနေရာမှာနေပွဲချင်းပြီးတေဆုံးသွားတယ်တဲ့ဒါတော့ဟိုကျွန်တော်တို့ပြည်သူတွေပေါ့ခုနကျွန်တော်အများတမ်းပြောနေသလိုပါပဲ ြည်သူတွေပေါ်မတရားကျင့်မှန်းနှိပ်စက်တာတွေအဲပြီးတော့စက်ကြီးကောက်တာတွေနောက်ပြီးတော့အဲစစ်မှုထမ်းကြီးတွေလိုက်ကောက်နေတဲ့လူတွေကိုတော်လိုင်းတပွဲတွေကတွားရောက်ပြစ်ခတ်ပြီးရှင်းလင်းလိုက်တာမြန်မာတွေဝန်ကြီးပြီးတိတ်ဆုံးသွားတယ်ပေါ့နော်ဒီလိုပါပဲကျွန်တော်တို့ကအခုအုတ်ချုပ်ရည်မှုတွေကိုကျွန်တော်တို့ကဒီလိုပြောရတဲ့ဆိုတာကအုတ်ချုပ်ရည်မှုယာယီမှုတို့အထက်ကစစ်တပ်ကဘလို့ပဲဖိအားပေးပြီးတော့ခမရတို့ခိုင်ခိုင်ခမရတို့အနေနဲ့ကိုပြည်သူပို့ဒီအပေါ်ပေါ့နော်ကိုတိုင်းသားညီကိုမောင်နှမတွေပေါ့ကိုချင်းစာတရားထားပြီးတော့ဖိဖိမမနဲ့လှုပ်စေချင်ပါတယ် ်အခုကျွန်တော်တို့ကဒီလိုမျိုးတင်ပြရတဲ့သတင်းလေးတွေကိုတော်လိုက်တက်ဖွဲ့တွေကြားပြီးတော့ခင်ဗျားတို့အုပ်ချုပ်ရေးမှုတွေလောက်ရက်ကိုတွားရောက်ပြီးစုံစမ်းมาဖြစ်တယ်အဲ့လိုစုံစမ်းပြီးတော့ခင်ဗျားတို့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်သတိပေးလိုက်မယ်အဲ့သုံးကြိမ်သတိပေးလို့မှခင်ဗျားတို့ရဲ့ဒီပြည်သူတွေပေါ်ညှဉ်းပန်းနှိပ်စက်တဲ့လောက်ရက်တွေကိုမရက်မနာအဲမရက်ဘဲနဲ့ဆက်လက်လှုပ်ဆောင်နေမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့တော်လိုက်တက်ဖွဲ့တွေကတွားရောက်ပြီးတော့ပြခတ်ရှင်းနေမှာဖြစ်ပါတယ် ကျွန်တော်တို့အုတ်ချုပ်ရေးမှုတို့ရာအိမ်မှုတို့ဆိုတာကျွန်တော်တို့ဒီရက်ွက်ထဲမှာပဲကြီးမြင့်လာပြီးတော့ရက်ွက်ထဲမှာပဲကျွန်တော်တို့ဖြစ်တည်လာတာပေါ့နော်ကျွန်တော်ဒီတရက်ွက်ထဲမှာဆိုလို့ရှိရင်ဒါတို့ရဲ့မိသားစုဝင်လို့လည်းပြောလို့ရတယ်နော်ရာအိမ်မှုဆိုရင်လည်းဒီဒီရာဒီအိမ်ဒီနယ်မှာရှိတဲ့ဒီရက်ွက်မှာရှိတဲ့ဘယ်အိမ်ကဘလို့အဆင်ပြေတယ်ဘယ်အိမ်ကဘလို့အဆင်မပြေဘူးဘယ်အိမ်ကဘလို့ချမ်းသာတယ်ဘလို့စီးပွားရှိတယ်ဘယ်အိမ်ကတော့ဘလို့ခက်ခဲတွေရှိတယ်ဘလို့ဒုက္ခတွေရောက်နေတာဒါတို့ကအသိအမြင်ပါပဲခင်ဗျာ ဒီရက်ွက်ထဲမှာရှိတဲ့ပြည်သူတွေရဲ့စီးပွားရေးနဲ့လူမှုရေးကိုသူတို့ကအသိဆုံးပါပဲ။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီရက်ွက်ကိုအုတ်ချုပ်ရတဲ့အုတ်ချုပ်ရေးမှုဖြစ်လာဟုတ်။ဒါကြောင့်မလို့စစ်တပ်ကခမည်းတော်ဘယ်လိုပဲယာတုတွေပေးလားစာတွေပေးပြီးတော့ဘယ်လိုပဲခန့်အပ်ခန့်အပ်ဒီရက်ွက်ထဲမှာရှိတဲ့ပြည်သူတွေကခမည်းတော်ရဲ့ဆွေမျိုးသားချင်းတွေပဲညီကိုမောင်နှမတွေပဲအဲ့တော့စစ်တပ်ကဘလို့ပဲဖိအားပဲပေးပေးနော်ရက်ွက်ထဲမှာကိုပြည်သူတွေကိုကငဲ့ညာပြီးတော့ကဲခမရတော့ကတော့ဘလို့ဘလို့ဖြစ်တယ် ဘာဖြစ်တဲ့အထက်တည်င်းကြားနေတယ်ပေါ့နော်စစ်တပ်ကဘလို့တည်င်းကြားတယ်ရှောင်းသိမ်းရှောင်းပုံသိမ်းပုံကဲဘလူကတော့စစ်မှုထမ်းကြီးပါတယ်ဘလူကတော့စစ်မှုထမ်းမဖြစ်မနေထမ်းရမယ်ကဲမင်းအဲ့ဒါဘလို့လုံနိုင်လဲရှောင်းရှောင်းနိုင်လားဘာဘလို့လဲစစ်မှုထမ်းကြီးပဲပေးနိုင်လားအဲ့ဒါမျိုးတွေပေါ့နော် short ပေါ့ပြီးတော့အဲ့လိုမျိုးလိုက်ပြီးတော့ပြောပေးရက်ွက်ထဲကလူတွေကိုပြည်သူတွေကိုကကောင်းမယ်ဆိုလို့ရှိရင်တကယ်လို့ခမရတို့ဒုက္ခရောက်လာပြီဆိုအဲ့ပြည်သူတွေကခမရကိုပြန်ကာကွယ်လိုက်မယ် အတော်လိုင်းတပွဲတွေကလာပြီးတော့ခမရကိုပြက်ခတ်ရှင်းလင်းတာတို့ပါအဲ့လိုမျိုးလာလောက်တယ်ဆိုလို့ရှင်အာကျွန်တော်ရက်ကအုပ်ချုပ်ရေးမှာကောင်းပါတယ်ပြည်သူတွေပေါ်ဒီလိုငဲ့ညာပါတယ်ပြည်သူတွေဒီလိုကြည့်တယ်အဲလိုအပ်တာတွေပြောပြတယ်အဲ့ဒါမျိုးတွေရှိတယ်ဆိုလို့ရှင်ဒါကပြည်သူတွေနဲ့တသားတည်းဖြစ်နေပြီဆိုလို့ရှင်ဒါဘယ်သူမှဘာမှလုပ်လို့မရအောင်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ပြည်သူတွေနဲ့စီလုံးပြီးတော့ဒီပြည်သူတွေပေါ်ငဲ့ညာတနာပြီးတော့ဖေးဖေးမမနဲ့လှုပ်စေခြင်းပါတယ်ခမရအကြံဖက်စစ်တပ်ကဘယ်လိုပဲဖိအားတွေပေးပေးဒါကိုပြည်သူကဒါကိုရဲ့သွေးသားအရင်းပါပဲခမရ အဲစစ်တပ်ကပေးထားတဲ့လစာကလည်းဒါပြည်သူတွေရဲ့ပေးထားတဲ့ဗန္နာငွေပဲလေအဲခမားတို့စားနေတယ်အခုလစာတွေကဒါပြည်သူတွေရဲ့ဗန္နာငွေပဲအဲ့တော့ပြည်သူတွေရဲ့ကျွေးတဲ့ထမင်းကိုစားပြီးတော့ပြည်သူတွေအပေါ်ကိုဒါငဲ့ညာတနာဖို့ကျွန်တော်ကတောင်းဆိုခြင်းပါတယ်ခမားဟုတ်ကဲ့ဟုတ်ကဲ့ပါခမားကျွန်တော်တို့ရဲ့ဒီပြည်သူစပီကာပန်ကြားလာအစီအစဉ်၄မှာကျွန်တော်အကြံဖတ်စစ်ကောင်စီရဲ့တောက်တိုင်ဖြစ်တဲ့အုပ်ချုပ်ရေးမှုတွေရာရင်မှုတွေပြူစောထီးတွေအဲပြည်သူတွေပေါ်ဘလို့ညှင်းပန်းနှိပ်စက်လဲ ပြည်သူတွေပေါ်ဘလို့ရုံမှာလဲစက်ကြီးကောက်လဲအနိုင်ကျင့်လဲအဲ့ဒါတွေကိုကျွန်တော်တို့ပြည်သူစပီကာပန်ကြားလာအစီအစဉ်ရနေပြီးတော့ပြန်လဲချပြအရင်ဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးအနိုင်ကျင့်နှိပ်စက်တဲ့ဒီစကားဆရဲ့တောက်တိုင်တွေပေါ့နော်အဲ့ဒီတောက်တိုင်တွေကနိုင်ကျင့်နှိပ်စက်မယ်ဆိုလို့ရှိရင်ပြည်သူတွေရဲ့ခံစားချက်တွေမခံစားနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူစပီကာပန်ကြားလာအစီအစဉ်လေးကိုတိုက်ကြနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ ਨੇ ကျွန်တော်တို့ကမှတဆင့်ပေါ့နော်ပြည်သူတွေပြန်လဲချပြမှာဖြစ်ပါတယ်ပြည်သူကိုယ်စားပါဇက်ငားနဲ့ပြည်သူတွေကိုပြန်လဲချပြမယ်ပြည်သူစပီကာအစီအစဉ်လေးပါခင်ဗျာ ကဲဒီစီစဉ်လေးကိုတိုင်ကြားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့စိန်သီးဆေးရောင်ဆုံး YouTube channel နဲ့ကျွန်တော်တို့စိန်သီး YouTube channel ပေါ့เนาะအဲ့ဒီ channel တွေမှာလည်းတိုင်ကြားနိုင်တယ်လို့ကျွန်တော်စိန်သီးရဲ့ကိုစိန်သီးရဲ့ Facebook page Facebook Messenger မှာလည်းတိုင်ကြားနိုင်ပါတယ်ခင်ဗျာ။နောက်ကျွန်တော်ရဲ့စိန်သီးစိန်ပန်းစိန်ပန်း Facebook Facebook Messenger မှာလည်းတိုင်ကြားနိုင်ပါတယ်ခင်ဗျာ။အဲ့လိုတိုင်ကြားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရက်ကွက်အုတ်ချုပ်ရေးမှုပေါ့เนาะအဲ့ဒီအုတ်ချုပ်ရေးမှုရဲ့နာမည်အတိအကျသူ့ရဲ့မြို့နယ်အတိအကျ ပြီးတော့သူတို့ရဲ့ရက်ကွက်အတိကျလေးတွေတိုင်ကြားစီခြင်းပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီတယောက်နဲ့တယောက်လူမိုင်းလည်းမကောင်းဘူးလေနာမည်အတိကျလေးတွေနဲ့တိုင်ကြားပြီးမှဒါကျွန်တော်တို့တက်ဆိုင်ရတော်လိုင်းတက်ဖွဲ့တွေကလည်းအတိကျစုံစမ်းလို့ဒီအုပ်ချုပ်ရေးမှုကတကယ်လောက်တာဟုတ်လားမဟုတ်လားဆိုတာသူတို့ကစုံစမ်းမှာစုံစမ်းပြီးသွားတာနဲ့သူတို့ကတစ်ကြိမ်နှစ်ကြိမ်သူတို့ကသတိပေးဦးမှာဖြစ်ပါတယ်အဲတစ်ကြိမ်နှစ်ကြိမ်သတိပေးလို့မှဒီသူတို့ကပြည်သူတွေပေါ်ညှိမှနှိပ်စက်တာကိုလုံနေလုံနေတယ်ရက်တန်းကမရက်ဘူးဆိုရင်တော့ဒါသူတို့ရဲ့သွားရလမ်းတော့ဒါအများကြီးတဲ့အတိုင်းပါ မကောင်းမှုတွေမကောင်းမှုလုပ်တဲ့သွားရလမ်းတော့ဒါတည်လမ်းပါပဲခင်ဗျအဲ့လိုမျိုးတိုင်ကြမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Facebook page တွေမှာ Messenger တွေမှာနောက်ပြီးတော့ YouTube တွေမှာတိုင်ကြနိုင်ပါတယ်ခင်ဗျအဲ့လိုတိုင်ကြလာတဲ့သူတွေရဲ့ကျွန်တော်တို့ number တွေ privacy တွေကိုကျွန်တော်လုံးဝဖုံးကွယ်ထားပေးပါမယ်ခင်ဗျမပေါ်စီရပါဘူးအဲ့လိုမျိုးတင်ပေးမှသာလျှင်ကျွန်တော်တို့ကပြည်သူရဲ့ခံစားချက်ကိုပြည်သူကိုပြန်လဲခြားပြရမယ်အစည်းအဝေးလေးပါပဲခင်ဗျ အားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ပတ်ကျွန်တော်တို့ပြည်သူစီပီကတန်ကြားလာအစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါတယ်ခင်ဗျာကျွန်တော်ရင်တွင်းခန်းစားချက်တွေကိုလည်းကျွန်တော်တို့အမြန်ဆုံးတိုင်ကြားနိုင်ပါတယ်လို့ဖိတ်ခေါ်ရင်းနဲ့ပြည်သူစီပီကတန်ကြားလာအစီအစဉ်လေးဒီမှာရင်ရက်နာဝင်ပြပါခင်ဗျာအားလုံးကျေးဇူးတင်ပါ